ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာထက်မြအောင်ဂမ်မီယာဘေးရင်မှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မှ23ရက်နေ့အထိတပတ်စာကြံပြုဟောစံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုရစေအသက်တန်းတိုင်းတရားအောင်လဲဘေးနားအခေါလုံးလေးကို ည်းနှိတ်ကြားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟောစတန်အိုအင်းဆိုင်ကန်းဝင်မယ်မြေကိစ္စအိုအင်းကိစ္စအယောင်းဝယ်ဖြစ်မယ်လက်တလုံးငွေဝင်ထွက်ကြန့်နေပါလိမ့်မယ်မိမိလိုချင်လိုအပ်သောပစ္စည်းတချို့ရရှိမယ်ငါးကဏ္ဍပါသောငွေကြေးဝင်ရောက်မယ်လုပ်ငန်းစီးပွားရေးကိစ္စများအကျိုးဖြတ်ထွက်လိမ့်မယ်အယောင်းဝယ်သမားများရောင်းအားတက်လာမယ်တောင်ယာလုပ်ငန်းနဲ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိစ္စများကောင်းမွန်ပါတယ်နိုင်ငံရေးချကံကောင်းပါတယ်မိသားစုအတွက်ပြန်လည်ထောက်ကူနိုင်လိမ့်မယ်ဇင်ကံပစ္စည်းဝင်ရောက်မယ်အထက်အကြီးကဲတို့ရဲ့ကုညီမ ားစားမှုခံရမယ်။ကိုယ်ွယ်မှုဆိုင်ရာပစ္စည်းများဝင်ရောက်ပါကရက်တပတ်အတွင်းမှာအထူးလက်လာပကောင်းပါလိမ့်မယ်။ပညာရေးကိစ္စတွေကတော့ရည်ရထသည့်များလက်တွေဖြစ်လာပါလိမ့်မယ်။ဂျမားရေးကတော့အိမ်မပြောတာမကောင်းတဲ့အိမ်မက်ညမက်တာမျိုးခြေနိုင်ထိခိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။အခြေရေးကိစ္စတွေကတော့ချစ်သူစီးကလက်ဆောင်တချို့ရရှိပါလိမ့်မယ်။အိမ်တော်ကြီးမှလည်းတာယာပါတယ်။ကံကောင်းစေသောကဏ္ဍများမှာ၄၅ခုနှစ်ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာရောနှောထသောအယောင်ဖြစ်ပါတယ်။ရေရေရနေပြမှာတရရယူကတ်လို့ပါ ။တနင်္ဂနွေသားသမီးများလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးကောင်းကျိုးချမ်းသာများဘုံမွေရရှိကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြအောင်မြမရိုးရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ တနင်္လာသာသမိများတွင်တပတ်စာဟော့စတန်ကိုပိုင်လုပ်ငန်းများမှမကြခင်ရက်လက်ကောင်းကိုရရှိပါလိမ့်မယ်။စိုက်ပျိုးရေးလုပ်ငန်းများ၊အင်ချမ်းမြေလုပ်ငန်းများ၊ကုသရန်ဝန်ရေးလုပ်ငန်းများနဲ့ပွဲစားလုပ်ငန်းလုပ်ကင်နေသူများအကျိုးပေးပါလိမ့်မယ်။ဆိုင်ကမ်းအသစ်ရရှိခြင်း၊ဇင်ကမ်းပစ္စည်းအသစ်တစ်ခုရရှိခြင်း၊အိုအိမ်ဆောက်လုပ်ပြုပြင်ရခြင်းများကြုံရမယ်။ရာထူးတိုးခြင်း၊လစာတိုးခြင်း၊အလုပ်ဌာနပြောင်းရွှေ့ရခြင်းများဖြစ်တတ်တယ်။ငွေရင်းတို့ခြေနှချောင်းဝယ်မယ်။အမျိုးသမီးအဲ့ဒဲနဲ့စားတော့ဖွဲ့အသီးနှံရောက်လာလိမ့်မယ်။၎င်းတို့ရောက်လာပြီးမကြမီငွေကြေး လုံးလိုက်ရင်းလိုက်ဝင်ပါလိမ့်မယ်အမျိုးသမီးတူရဲ့အကူအညီမဆောင်မှုရရှိမယ်အလဲဘက်ခီးတစ်ခုထွက်ရမယ်အလုံနေရာအိမ်နေရာအပြောင်းလဲတစုံတစ်ခုဖြစ်မယ်ပညာရေးကဏ္ဍတွေကတော့တခြားကိစ္စတွေနဲ့မရောထွေးပဲပုံမကျူးစားလေအကျိုးရှိပါလိမ့်မယ်ပညာရေးရလကောင်းကိုမျှော်နေသူများရလကောင်းရရှိပါလိမ့်မယ်ဂျမားရေးကတော့ကောင်းဝင်ပါတယ်တခါတရံမှာစိတ်မကြည်တာလေးတွေကလည်းရင်အဆင်ပြေပါတယ်အခြေရေးကိစ္စမှာတော့ထူးထူးခြားခြားစမ်းပွင့်နေပါလိမ့်မယ်ချစ်သူစည်းကဒရင်ကောင်းဒါမှမဟုတ်လက်ဆောင်ကောင်းရရှိတတ်တယ် အိမ်တော်ကြီးမှာတော့အနေငယ်အထီးကျန်နေရသလိုခံစားနေရတတ်ပါတယ်။ကံကောင်းစေသောကဏ္ဍများမှာနှစ်ခုနှစ်ကိုကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောရောင်မှာအဝါရောင်ကြက်သွေးရောင်တို့ဖြစ်ပါတယ်။ရရရနေပြမှာကျွေးပကံတစ်ချက်သေးတွင်စပြည့်သီးများထည့်၍လှူဒန်းစုတောင်းပါလေ။ဒနယ်လာအသားသမီးများလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ။ဒနယ်လာအသားသမီးများတို့တိုက်ဆိုင်မင်္ဂမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာထက်မြအောင် နဲ့ဗီဒီယိုပြန်ဆွေးနွေးတိုင်မီလိုတဲ့အခါချက်မြအောင်မြမရိုးရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် အင်္ဂါအသားသမီးများတို့တပတ်စာဟောတဲ့နေရာပြောင်းလဲဖြစ်ချင်းခီးသွားရခြင်းကြောင့်ရမယ်ဆက်သူရှယ်ယာလုပ်ငန်းများပြုလုပ်ရမယ်လောဘောကိုင်းပဲများနဲ့အစင်မပြေမှုလေးတွေကြောင့်ရတဲ့တဲ့အလုပ်ထဲမှာမနာလိုသူကြောက်တွင်းသူပြိုင်ဆိုင်သူများရှိမယ်တတိထပါလုပ်ငန်းခွင်တွင်အတိုက်ခံဖြစ်ပြီးပြမဲ့မှုတွေကြောင့်ပြီးမှအောင်မြင်လာတဲ့တဲ့မိမိထက်အသက်အပြင်ကြီးသူဂုဏ်အပြင်ကြီးသူတူအားကူညီလိုက်မယ်အပြိုင်ဆိုင်တွေရှိပါကမိမိကသာအနိုင်ရမယ်စိတ်ချမ်းသာစရာကိစ္စများဆက်တိုက်တွေ့ရလိမ့်မယ်လက်လာ ါးလဲအလွန်ရှင်မယ်အခွင့်အရေးနှစ်ခုပေါ်မယ်အမျိုးသမီးအဲ့တဲ့အိမ်တို့ရောက်လာမယ်ကောင်းပါတယ်အောက်လင်ငယ်သားများမင်္ဂလာပြုရတဲ့တေသူတို့မကိုထောက်ပံ့ကူညီရသောကြောင့်ဝင်းများထွက်တတ်တယ်ပညာရေးကိစ္စတွေမှာဆောင်မွေးဖြည့်ဆို့ကနေတွင်မလိုအပ်သောအနောက်ရှက်တွေတွေ့တတ်ပါတယ်ဒါပေမဲ့ဖြည့်ဆို့နိုင်ပါလိမ့်မယ်ပြီးပါမှပညာတော်သင်သွားလိုသူများအခွင့်လန်းကောင်းများပေါ်မယ်ဂျမားကြီးကတော့လက်တစ်ဖက်နာခြင်းကိုတစ်ချမ်းနာခြင်း၆တော့တစ်ဖက်နာခြင်းဖြစ်တတ်ပါတယ်ဆွေမျိုးတမှုရဲ့ဂျမားကြီးညံတော်တဲ့ရင်ကိုကြားရတဲ့အခြေအမှတော့ ော့နှစ်ဦးကြားမနာလိုသူများကြောင့်စိတ်ရှုပ်ရမယ်ဒါပေမဲ့ပြည်လေသွားပါလိမ့်မယ်အိမ်တော်ကြီးမှာအနှဲငယ်ညံ့မယ်သူတော်ဘာရဲ့တွေးထုတ်နှောက်ရချင်းခံရတတ်ပါတယ်ကံကောင်းစင်သောကဏ္ဍများမှာ2 3ခွနဲ့ကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောရောင်မှာအနက်နုရောင်ဖြစ်ပါတယ်ရရရနေပြားမှာဘုရားကျော်ခုနှစ်ခုကတ်လူစုတောင်းမှာအင်္ဂါသားသမီးများလုံးကိုစိတ်ငပြားကြက်မှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေအင်္ဂါသားသမီးများတွေတိုက်ဆိုင်မှန်ကမ္မကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မြောက်ဝေပေးခဲ့နော် ော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြအောင်မြမရိုးရာဗီဒီယိုပညာ Telegram နဲ့ Facebook Messenger တို့မှာဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဘောရူသားသမီးများတွေတပတ်စာဟော့စတယ်ရေရှိလောက်ခံရမည့်လုပ်ငန်းများကိုစတင်ခြင်းလေလာသင်ယူခြင်းဂျင်းနီမြုံနှံခြင်းများပြုလုပ်သင့်ပါတယ်ရာထူးထိုးကိစ္စအင်တာဗျူးကိစ္စများပြုလုပ်ရမယ်စိတ်ရှည်စွာဖြင့်စူးစမ်းလှုပ်ဆောင်ပါအဆုံးသက်ရလဒ်ကောင်းပါလိမ့်မယ်ကောင်းလို့ရရာလုပ်ငန်းများလိုက်၍လှုပ်ဆောင်နေတာထက်အလုပ်တစ်ခုကိုသာစိတ်ရှည်စွာဖြင့်စူးစမ်းလုပ်ကင်သင့်ပါတယ်စိတ်ရှည်တည်ကံခြင်းရဲ့အကျိုးကိုဝမ်းမြောက်စွာရရှိပါလိမ့်မယ်ပြင်ရည်ခြင်းစိတ်ကူးယဉ်ခြင်းဝိရိယနည်းတဲ့သူတွေကတော့ယခုကာလလွဲချော်မှုတွေရှိနေပါလိမ့်မယ်မိတ်ဆွေ တချို့ရဲ့ဝေဖန်ခံရတဲ့တယ်မိမိယုံကြည်ရာကိုသာအာယုံထားပါခုနှစ်ကနန်းငွေကြေးဝင်လိုက်မယ်ဆောင်းဆိုင်ရသည့်ကျွေးမိတချို့ရရှိမယ်အထီးကျန်ဆန်းခြင်းဝမ်းနည်းလွယ်ခြင်းခံစားလွယ်ခြင်းတခါတရံဖြစ်နေတတ်ပါတယ်ပညာရေးကိစ္စများကောင်းမွန်ပါတယ်မိမိရဲ့ကြိုးစားမှုလျောက်အောင်မြင်မှုတွေရရှိလိမ့်မယ်ကျန်းမာရေးမှာလက်နာခြင်းခေါင်းမကြီးခြင်းဖြစ်တတ်ပါတယ်အခြေရေးကိစ္စတွေကတော့မိမိမျှော်လင့်ဆောင်းဆိုင်နေသူတွေရဲ့ကောင်းမွန်သောတုံ့ပြန်မှုကိုရရှိလိမ့်မယ်ယခုလာတဇွတ်ထိုးဆန္ဒတွေစင်ကြယ်မှာတင့်ချစ်သူအပေါ်စိတ်ရှိသင့်သော ကာလဖြစ်ပါတယ်။အိမ်တော်ကြီးကတော့အသာရပါတယ်။ကံကောင်းစည်သောကဏ္ဍများမှာ3-9ကဏ္ဍများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာလိန်မော်ယောင်ဖြစ်ပါတယ်။ရေရေရနေအိမ်ပြားမှာတည်တည်9မျိုးကတ်လူပြီးပါ။ဘုရူသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကုန်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။ဘုရူသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှော်ဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီဒီယိုမင်းများဆွေးနွေးတိုင်မယ်လို့တဲ့အခါထက်မြအောင်မြမယူရာဗီဒီယိုပညာ Telegram Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကြာသာရီသားသမီးများတို့တပတ်စာဟော့စတန်အလုပ်သည့်လုပ်ငန်းသည်များလုပ်ကံရမယ်ကိုပိုင်လုပ်ငန်းများစတင်ရန်ကောင်းသောအချိန်ကားလည်းဖြစ်ပါတယ်မိမိရဲ့ကြိုးစားအထောက်အမှုကြောင့်အလုပ်မှာယာရုတူလာစာတိုးခြင်းများကြုံရမယ်အခွင့်အလမ်းအခွင့်အရေးကောင်းများရရှိမယ်အလုပ်ရှာဖွေနေသူများအလုပ်ကောင်းနေရာကောင်းရတယ်ပြီလက်ရှိအလုပ်မှာအဆင်မပြေဖြစ်၍အလုပ်ပြောင်းလို့သူများပြောင်းလို့တင့်တော်သောကာလဖြစ်ပါတယ်မိမိရင်းနှီးသူတို့နဲ့အဆင်မပြေဖြစ်ခြင်းစိတ်ငြိမ်ရခြင်းများရှိတတ်တယ်မိမိကောင်းသလောက်မိမိအပေါ်မှာအကောင်းမမြင်သူများကြောင့် ောင်စိတ်ညစ်ရတဲ့တဲ့မိသားစုရေးပြဿနာများအနှဲငယ်ရှိကြပါတယ်နေအိမ်တို့ပန်းကိုပန်းစီရောက်လာပါကလက်ဝင်ပါလိမ့်မယ်ငွေကြေးအလုံးအရင်းနဲ့ဝင်မယ်လက်ဆောင်ပစ္စည်းရရှိမယ်အံ့ဩစရာသတင်းစကားများကြားရမယ်ခီးတစ်ခုထွက်ရမယ်ပညာရေးကိစ္စတွေမှာတော့အရန်ကောင်းမွန်သောကာလဖြစ်ပါတယ်မိမိရဲ့ကြိုးစားလိုမှု အထောက်အမှုရဲ့ရလက်ထပ်တူရရှိပါလိမ့်မယ်ကျောင်းဝိုင်းလည်းကောင်းမွန်ပါတယ်သတိပြုရမိမှာ၄1 byte ဂယုဆိုင်ပါအညာများရှိပါကမကြခင်ကောင်းမွန်ပါတော့မယ်အခြေအကတော့တာယာပါတယ်မျောလင့်ထားသူနဲ့အစ င်ပြေလိမ့်မယ်အိမ်တော်ရေးလင်းတာယာပါတယ်ကံကောင်းစင်သောကဏ္ဍများမှာ669ကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောအရောင်မှာအဝါရောင်ဖြစ်ပါတယ်ရရရနေပြမှာနှင်းစီပန်း9ပွင့်လှူပေးပါဇာတာပရိသသမီးများအားလုံးကိုစိတ်ငပြားကျမ်းမာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဇာတာပရိသသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာထက်မြအောင်နဲ့ဗေဒီမင်းမြန်ဆွေးနွေးတိုင်မြေလို့တဲ့အခါထက်မြအောင်မြမရိုးရာဗေဒီပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် တောက်ကြမ်းသားသမီးများတို့တပတ်စာဟောစတဲ့ရဝေးလုပ်ငန်းများမှာအကျိုးများများဖြစ်ထွန်းမယ်မထင်မှတ်တဲ့နေရာများလုပ်ငန်းများမှာငွေကြေးဝင်ရောက်လာတတ်ပါတယ်လောဘကြီးခြင်းအယုံလွယ်ခြင်းကြောင့်ပြဿနာဖြစ်ရှင်းရတယ်တဲ့ယင်းဒီသောမေဆွေတို့နဲ့ဂရိကဝတ်ပြတ်တတ်တယ်နေနီမင်္ဂလာမင်္ဂလာကိစ္စပွဲလန်းသမီးများရှိမယ်ဒါနပြုပေးပါထို့သောရှိလာဝါကချဲဒီပေါက်တတ်ပြီးမာကနန်းငွေကြေးရတတ်ပါတယ်အိုရင်ရောင်းဝယ်ဖြစ်မယ်မကောင်းသောအတွေးခေါ်များဖယ်ရှားပါယခုကာလအတွင်းကိုချင်းတရားနဲ့ပတ်သက်ပြီးဂယုပြုနေ တိုင်းမှာဟန်ဆောင်ဖုံးကွဲထားသောကိစ္စတချို့မထင်မပေးပေါ်ပေါက်လာတတ်တယ်။ဒါမှမဟုတ်မိမိကိုဟန်ဆောင်ဖုံးကွဲထားသောကိစ္စများကိုတိမြင်ခွင့်ရရှိလိမ့်မယ်။ယခုလာအရေးတကြီးအလောတကြီးလုံးဝကြီး၍မနိုင်မနှင်းမလုပ်ပါနဲ့။ဘာပဲလုပ်လို့စနစ်တကျဖြင့်တရားတိကျစွာ လုပ်ကိုင်းမှာပညာရေးကိစ္စတွေကတော့အခက်အခဲနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ကြိုးစားပါအဆင်ပြေပါလိမ့်မယ်။ဂျမားကြီးကတော့လဲချောင်းနာခြင်းအုံလွှဲခြင်းဖြစ်တတ်ပါတယ်။အခြေရေးကိစ္စတွေကတော့တဦးနဲ့တဦးကြားမှာနားလည်မှုတွေလွဲစေတတ်ပါတယ်။ဂျာလူတွေးထုတ်နောက်ဆက် ချင်းခံရတဲ့တဲ့အိမ်တော်ကြီးကိစ္စမှာလဲယခုလအနောက်ရှေ့များတဲ့ပါတယ်ကံကောင်းစီသောကဏ္ဍများမှာ9ခုနှစ်ကိုကဏ္ဍများဖြစ်ပါတယ်ကံကောင်းသောအယောင်မှာလိန်မော်ရောင်မနှင်းရောင်ဖြစ်ပါတယ်ရရရမိမိအရှိပြားမှာကျွဲကိုသည်နှမွားကလူပေးပါတောက်ချာသားသမီးများလုံးကိုစိတ်နှပြံကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေတောက်ချာသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကန်တွေကိုဆရာထက်မြောက်အောင်နဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်မယ်လို့ တဲ့အခါထမြက်အောင်မြမရိုးရာပေးခြင်းပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတဲ့ယခုကာလကမိမိရဲ့အတွေ့အကြုံများပေါ်ပေါက်တတ်ပြီးလက်တွေ့အသုံးချလှုပ်ဆောင်ရန်ယုံကြည်ချက်ခိုင်မာစွာရှိဖို့လိုအပ်ပါတယ်။လေလာသင်ယူခြင်းကိစ္စများပြည်တွင်းပြည်ပလုပ်ငန်းကိစ္စများခရီးသွားခြင်းအလုပ်နေရာပြောင်းလဲခြင်းကိုယ်ပိုင်လုပ်ငန်းတည်စတင်ခြင်းများအထူးကောင်းမွန်ပါတယ်။မိမိကိုယ်ကိုယုံကြည်မှုရှိရန်သာလိုအပ်ပါတယ်။မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်မည်။အသိပညာအသက်ပညာတစ်ခုရရှိမည်။နေအိမ်သို့နေကြပန်းပုံပါသောလက်ဆောင်ပစ္စည်းများရောက်လာပါကရပိုင်အတွင်း မှာထူးထူးခြားခြားကံကောင်းပါလိမ့်မယ်ဂျရဘတ်အတွက်မှာအတွေ့အခေါ်စိတ်ကူးကောင်းများပေါ်ပေါက်မယ်ဒါမှမဟုတ်ထက်မြက်တဲ့အမျိုးသမီးတဦးရဲ့လမ်းညွှန်မှုများရရှိမယ်ခြေလေးချောင်းနဲ့အနက်ရောင်အသုံးဆောင်ပစ္စည်းများရောက်လာတတ်တယ်ဝန်တာစရာသတင်းများလည်းကြားမယ်ပညာရေးမှာလေလာသင်ယူရေးကိစ္စများအတွင်အထူးကောင်းမွန်နိုင်သောကာလဖြစ်ပါတယ်ဆောင်းမွေးကိစ္စများအင်တာဗျူးကိစ္စများအတွင်အာယုံဆိုင်မှုအားကောင်းပြီးကောင်းမွန်စွာ ဖြေဆိုနိုင်ပါလိမ့်မယ်ကျန်းမာရေးကံများလည်းကောင်းမွန်ပါတယ်ငယ်ရွယ်သူများတွားလျာမှာမျက်နှာပွင့်လန့်မယ်အချစ်သည့်အချစ် စ်စစ်နဲ့ဆုံးရနိုင်သောအချိန်ကာလဖြစ်ပါတယ်။အိမ်တော်အိမ်မှာစိုးရင်စရာမရှိပါ။ကောင်းမွန်သားရပါလိမ့်မယ်။ကံကောင်းသောကဏ္ဍများမှာ2-9ခဏဏများဖြစ်ပါတယ်။ကံကောင်းသောအယောင်မှာအဝါယောင်ဖြစ်ပါတယ်။ရေရေရနေပြမှာနေကြစီ တပကံလှူပေးပါ။ဇနေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကုန်းချိုးချမ်းသာများပုံမရရှိကြပါစေ။ဇနေသားသမီးများတို့တိုက်ဆိုင်မင်္ဂလာမှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မဆွေလိုရခက်ခဲတွေကိုဆရာထက်မြအောင်နဲ့ဗီလီမီမန်ဆွေးနွေး တိုင်ပင်လို့တဲ့အခါထမြန်အောင်မြမရိုးရာဗီဒီပညာ Telegram နဲ့ Facebook Messenger တို့မှာတိုင်းရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနားကိုခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်